အသက်ရဲ့ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်လက်ကိုယ့်ခြေအတောင်ကိုယ်စကားနားမထောင်ဘူးတဲ့ဟုတ်တယ်အေးကိုယ်စကားနားမထောင်ဘူးဆိုတာအသက်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော့ကဒီဘက်လှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်းရောက်သွားရှိနေရိုင်နာတွေဖြစ်လာလဲမြောက်ချင်းလို့လဲမြောက်တွေ့ရကြမှာရကိုလိုချင်တာတွေလို့ဖွေရအခွင့်အရေးတွေနဲ့ကော သူပြောတဲ့စကားလေးอ่ะအခွင့်ရရှိတော့လို့ရမယ်ဆိုတဲ့အထိပ္ပယ်လေးတော့သူပြောတဲ့စကားလေးอ่ะမှတ်သားကြရအောင်စရစစ်စရိတာဟွန်ဒီစရတရားကြောင့်အိုမင်းရင်းရောပြီးအသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟထပါဒာအနတ္တဝါသူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးတဲ့တာသမီးတွေမပြောနဲ့ သူလည်းသူ့ချေရတော့သူစကားနားထောင်တော့ဘူးသူလုံးချင်နိုင်လို့လို့မရဘူးလို့ပြောတာเนาะစကားနားထောင်မူယထသောဝိဟတ္ထမောဝိဟတ္ထမောဆိုအသက်ရကြီးလာလို့ရှင်အားတွေကဆုပ်ပျက်စီသွားပြီထရတော်မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ nghe nghe đúng không ạ